โอเคဆောအားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော်ဒီတင်မောသားလောကတွေကိုအခုမှဝင်လာကြမယ်အညီကိုတွေအတွက်เนาะအခုမှဘာစားလဲစားတယ်မှမလုပ်ရသေးဘူးတင်မောသားဖြစ်ဖို့အခုမှစပြီးလုပ်မယ်လို့ကြံနေတဲ့ brother တွေအတွက်เนาะပြီးရင်ကိုသားသမီးတွေကိုကိုမောင်လေးတွေကိုအညီတွေကိုတင်မောသားဘဝတွေကိုသွတ်သွင်းမယ်လို့เนาะတင်မောသားလုပ်ပေးဖို့အကြောင်းမျိုးမျိုးရောက်ပါလိမ့်တင်မောသားလုပ်ပေးမယ်လို့ စီစဉ်ထားတဲ့ဒါကိုကိုမမဥဥတော်တော်လေးအတွက်အဲလုပ်ပေးတာဖြစ်ပါတယ်ဆိုဒီချိန်မှာအကုန်လုံးကပတ်စံသုံးပြီးတော့ဒီတင်မောလာလောကကိုဝင်လာဖို့ကြိုးစားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဒီလမ်းကြောင်းမှားတာနဲ့ကျွန်တော်ကတချို့ကိစ္စတွေပြန်ပြင်လို့မရတော့ဆိုတော့အဲ့ဒီကိစ္စရေးကြည့်လမ်းကြောင်းရွေးမမကိုရေးကြည့်ဆိုတော့အဓိကကိုယ့်ပညာရေးချင်းပေါ့ကိုယ့်ရဲ့ပညာရေးချင်းပြီးတော့ ကိုယ့်ရဲ့ဝါသနာနဲ့လိုက်ဖက်မဲ့လမ်းကြောင်းကိုသွားဖို့လိုတယ်။ပြီးွားရင် အလုတ်ရလွင်မဲ့နောင်တစ်နှစ်နှစ်နှစ်ကြာရင်ဒါသာကောင်းနိုင်မဲ့လမ်းကြောင်းမျိုးတွေလည်းရွေးဖို့လိုတယ်။ဆိုတော့ဒီအပြင်ကလူတွေကတော့ဒါတွေကိုသေချာသိမှာမဟုတ်ဘူး။နော်။အပြောကြမယ်၁၀တန်းအောင်လုပ်လို့ရ၈တန်းအောင်လုပ်လို့ရပြီနော်။အဲ့လိုမျိုးလွယ်နေတကူပဲပြောလိုက်ရင်တန်းကြီးတော်တော်လောက်ကုန်မှာနော်။ဒီတခြားပွဲသားတွေပြောတဲ့စကားတွေကလည်းရှိတာဟုတ် လက်မဆုံရင်တမောတရဘီတို့ဘာတို့ဘောနော်ဆိုတော့ကုန်းလုတ်ပြီးတော့မှကိုရွေးထားတဲ့လမ်းကြောင်းမှားသွားဆိုရင်ပတ်စံကုန်မဲ့အချင်းကုန်မဲ့အဲနောက်ပိုင်းညရင်ဒုက္ခထက်ရောက်ဆိုတော့အဲ့ဒါလေးရှိအဲ့ဒါလေးအဲ့ကြောင့်မို့ကျွန်တော်ကဒီဗီဒီယိုမှာအခုမှစလုပ်ဖို့စဉ်းစားနေတဲ့ဒီညီကိုတွေတော့ကျွန်တော်လုတ်ပေးတာဖြစ်အရင်ဆုံးစဉ်းစားရမှာက ပညာရေးပေါ့နော်ပညာရေးချင်းပေါ့ကိုယ် education background ပေါ့ကိုယ်ဆယ်တန်းအောင်လားမအောင်ဘူးလားအဲ့ဒါကိုအရင်ဆုံးစဉ်းစားဆယ်တန်းမအောင်တဲ့လူတွေကတော့တိတ်ထွေထူးရေးရမရှိဘူးကိုကိုချက်တာပြောတာဝါနာပိုင်းကိုယ်လမ်းကြောင်းကိုသွားကျန်တာတော့ GS ရဲ့ဥစားကိုသွားပေါ့နော်ဒါကဆယ်တန်းမအောင်တဲ့လူတွေအတွက်ရှစ်တန်းအောင်အဆင်ပေါ့နော်ပြီးသွားရင်ဆယ်တန်းအောင်တဲ့ brother တွေအတွက်ဆယ်တန်းအောင်ပြီဆိုရင်တော့ကိုယ့် education background ပါလေနော် ပြီးတော့ဘယ်အလုပ်တွေဝါသနာပါလဲဆိုတော့အဲ့တော့တေချာရွေးပါရဆိုတော့ဟိုတနေ့ကကျွန်တော်ကျွန်တော်တို့ VIP ရုံးလာတယ်လာပြီးတော့ဒီကောင်လေးရဲ့70အောင်သူ့ရမယ်သူက70အောင်တက်လို့ရတယ်ဆိုပြီး EDR ကိုသွားတက်ဒီ electro electrician ဘိုင်းကိုသွားတက်အခု EDR order ကြတယ်ပြီးတော့ဒီဝါသနာမပါဘူးပေါ့နော်အဲ့လိုကြတော့မှဘာဆက်လို့မှမသိဘူးဆိုတော့သူ့ကိုဟိုတေချာပြောပြပေးမယ်လို့လည်းမရှိဘူးဆိုတော့ တော့အဲ့လိုမျိုးကြရင်ပါလေဆိုအချိန်ကုန်နဲ့ပတ်စံကုန်နဲ့အဲဘက်ဂီယာတွေပြန်ထိုးပြီးတော့အစအနေပြန်လောရမယ့်အနေထားပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကအစရန်အောင်ပြီဆိုရင်ဓာတ်ရွေးရမှာလားအင်ဂျင်ရွေးရမှာလားအီလက်ထရစ်ရှင်ပိုင်းကိုရွေးရမှာလားဆိုတော့တည်တည်ကြာတိမာရနော်ဆိုတော့တချို့ကလေစရန်အောင်ရတာနဲ့ GSD ရှောက်လို့အဲပက်စင်ဂျာရှစ်လိုက်မယ်လို့ပါတော့ GSD ရှောက်လို့တာမျိုးတွေရှိဆိုတော့ကျွန်တော်အကြံဉာဏ်ပေးနေတာကတော့အေး ဒီကျွန်တော်တို့လုပ်ထားတဲ့ VIP စီမံဆာဖေ့ဆိုရှိတယ်ဆိုတော့အဲကိုကဲမမှာရိုက်ချိုင်လဲရတယ်ကျွန်တော်တို့ဒီမှာလိပ်စာရည်လည်းအများနဲ့တင်ပေးထားတယ်ဆိုတော့ကျွန်တော်တို့ဒီမှာလာပြီးတော့ဟိုအခမဲ့တိုင်ပင်ဆွေးနွေးလို့ရတယ်ဗျာဒီလားဒီတီမွန်သားလမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ဘာမှမလုပ်ရသေးဘူးဆိုတော့တော့ဘယ်လမ်းကြောင်းရွေးတင်နေအကုန်ကြသေးဘလောက်ရှိလဲဘယ်မှာတင်တဲ့တက်မလဲဆိုတော့ကျွန်တော်တို့က free အဲဆွေးနွေးပေးတယ်အဲလမ်းကြောင်းမှားမှာဆို ကျွန်တော်နဲ့လုတ်လို့လည်းရတယ်ကျွန်တော်ဒီမှာသင်တန်းအပ်လို့လည်းရတယ်ကျွန်တော်က service fee နည်းနည်းလေးယူတယ်ယူပြီးတော့အပ်ပေးတယ် package လည်းအပ်ပေးတယ်ပေါ့နော်ဆိုတော့ဒါမှမဟုတ်ကျွန်တော်နဲ့ဆက်သွယ်ပြီးမလုတ်ချင်ဘူးလေအဲဘယ်နာဘယ်နာမှနေတယ်ပေါ့နော်သူနေတဲ့နေရာအနည်းဆုံးသင်တန်းကိုညွှန်ပေးလို့ရတယ်ဒါတပြားမှပေးကြမှာလို့ဆိုတော့လူလူချင်းတွေ့ပြီးတော့ပြောပြတဲ့အခါကျပို့ပြီးတော့ထိအောင်မှုရှိတယ်ပြီးတော့ကျွန်တော်တို့ဒီသင်တန်းတွေပြီးသွားဆိုရင်ဘယ်လက်မဲ့ဘယ်လက်မဲ့ဆိုရင်တော့ကျွန်တော်တို့ဒီမှာလာပြီးတော့အချို့သင်တန်းလေးတက်အင်တာဗျူးသင်တန်းတက်ပြီးကျွန်တော်တို့ တင်မဖို့တစ်ခါတင်ပေးတဲ့ SRPS ကိုကျွန်တော်ချိန်ပေးတာပေါ့နော်ကျွန်တော်တို့အဲ့ဒီအဲ့ဒီ service တွေကျွန်တော်တို့ကလုပ်ဆိုတော့ဒီ view မှာပြောချင်တာကတော့အဓိကအနှစ်ချုပ်လိုက်ရင်တော့ဘာမှမလုပ်ရသေးဘူးတင်နေဘာတင်နေမှမတက်ရသေးဘူးဆိုရင်ကျွန်တော်တို့ VIP CM service ကိုလာ လာပြီးတော့ရှိတဲ့ brother စက္ကန်ပိုင်းရော deck ပိုင်းရော officer တွေ engineer တွေရှိတယ်ကျွန်တော်တို့ရုံးမှာဆိုတော့ကျွန်တော်တို့ဒီလာလာပြီးအခမဲ့ဒီ15မိနစ်20လောက်နည်းတိုင်ပင်ဆွေးနွေးလိုက်မယ်ဆိုရင်ကိုသွားမဲ့လမ်းကြောင်း ဖြောဖြောမှန်မှန်ရောက်သွားလိမ့်မယ်အကုန်ကြအ ਨੇ ဆုံးနဲ့အချိန်ကုန်အတက်တာဆုံးနဲ့နောက်ပိုင်းကိုရေချင်းရှိရှိတော့နော်ပြီးတင်းမောပေါ်တက်ဖို့လေကျွန်တော်ကဆက်ပြီးတော့လုပ်ပေးတဲ့ service ရှိနော်စကပြောမပိုင်ဘူးဆိုတော့စကပြောပိုင်ကျွန်တော် service ရှိလုပ်ပေးရတယ်ဝရင်တင်တန်းတွေလည်းရှိတယ် interview တော့တင်တန်းတွေလည်းရှိဆိုတော့ဈေးတွေကအမှန်တကယ်တက်တာဈေးတွေနဲ့ဖြစ်အောင်ကျွန်တော်တက်နိုင်ရနှိမ့်နိုင်ပြီးလုပ်ပေးနေတာမျိုးရှိအဲ့တော့ကုပန်ဝန်ကျင်မှာဒါမှမဟုတ်ကုမိတာသူတွေမှာဒါမှမဟုတ် ကိုကိုတိုင်းကတင်မောစာဖြစ်ချင်တယ်ဥပဝင်ရလူတွေကိုတော့တင်မောလမ်းကြောင်းပေါ်တင်ပေးခြင်းနဲ့ကိုစီမျိုးတွေကိုညီကိုတွေမောင်နှမတွေကိုတင်မောလမ်းကြောင်းတင်ပေးခြင်းနဲ့ဆိုရင်တော့ဘာမှမလုပ်ရသေးခင်တပြားမှမကုန်သေးခင်ဘာအချိန်မှမကုန်သေးခင်မှာ PMB Siemens Service ကိုလာလာပြီးတော့ဒါအကြံဉာဏ်တောင်းဆွေးနွေးလို့ရတယ်အခမဲ့ဆွေးနွေးလို့ရတယ်တချို့ကလည်းအဲ့ဒီမှာနေသူတို့ live အဲ့ဒါဆိုတော့မလုပ်တော့ဘူးဒီဒီလမ်းကျွန်တော်တို့နဲ့မကိုက်ဘူးပေါ့နော်တခါလဲတိသွားတာပေါ့လေတခါတိတော့သူလည်း တခြားလမ်းကြောင်းစောစောစီရွေးပေးလို့ရတယ်။ကျောင်းနေနေလည်းဘာမှလိဟိုဟိုဆုံရှုံသွားတာမျိုးမရှိဘူးကျွန်တော်ကတိုင်ပင်အကြံပေးဆွေးနွေးပြီးတယ်ဆိုရက်ကျွန်တော်ကမိတ်ပြန်ရတယ်တကယ်လို့လည်းတက်ဖြစ်တယ်ဆိုကျွန်တော်တို့စီမှာတင်တက်ဖြစ်သွားတာများတယ်ဆိုတော့ကျွန်တော်တို့ဘက်ကလည်းနင့်တာဘာမှမရှိဘူးဒီကာယကံရှင်ဘက်ကလည်းဒါသူ့ပေးတဲ့အချိန်တွင်းမှာ အတက်နိုင်လို့သူလိုချင်တဲ့လမ်းကြောင်းကိုတခါလေရှင်းရှင်းလင်းလင်းတိသွားတယ်ကုန်ကြစည်းတွေလည်းတိသွားတယ် ကျွန်တော်တခါလေးတွက်ပေးလိုက်တယ်လော်လော်လော်ဒီကုန်မယ်ဗောနော်ဘာတွေဘာတွေဘာတွေလေးလာတာဘယ်တင်နေဘယ်တင်နေတက်အောင်ဆိုတော့ဟိုကျွန်တော်အမြင်နဲ့အဲလုတ်ချင်ခဲ့တဲ့လမ်းကြောင်းတဖြည်းဖြည်းတော့ပေါ်လာတာဗောနော်ကျွန်တော်စကြတဲ့ကလုတ်တယ်ပြီးသွားရင်ဟိုအတင်းမောရောက်တယ်ဒီကျွန်တော်စပြီးပေးချင်နေခဲ့တယ်အခုကတော့တော်တော်လေးကို90%လောက်အပြည့်စုံသွားပြီပြောလို့ရတယ်ဂျန်နယ်ပိုင်းကတော့ကျွန်တော်ဆက်ပြီးတော့လုပ်နေတယ်100%လောက်ပြည့်ပြီဆိုရင်ကျွန်တော်ကဒီချင်းချင်းတဲ့ ညီကိုတွေပေါ့နော်တင်မောဘောတက်ချင်ရင်တင်မောဘောရောက်နိုင်ပြီသူတို့ကျွန်တော်တို့ပြည်ရင်ကိုကြော်နိုင်အောင်ကြိုးစားနေပါလေအဲ့တော့ PMB စီမံစာပြင်နဲ့ဆက်သွယ်ပြီးတင်ရဲ့အာတင်မောဘောစာပြင်လိုက်ပါလေ